ဒုတိယဒီတစ်ချက်ကတော့ဒီမှာတိကော30နှစ်မှာဗောနော်တိကော30နှစ်မှာကျွန်တော်တို့တစ်ချက်ဖတ်ကြည့်အောင်ပေါလုဖြစ်စေအာပေါလုဖြစ်စေဂေဖဖြစ်စေဤလောကဖြစ်စေအသက်ရှင်ခြင်းဖြစ်စေတေခြင်းဖြစ်စေမြတ်မောအရာဖြစ်စေနောက်လာလာတတ်သောအရာဖြစ်စေခတ်တင်းသောအရာတို့ဒီတင်တို့အဖို့ဖြစ်ကြ၏ ဲ့တော့ဒီမှာဘယ်လိုပြောလဲဆိုရင်ဒီမှာကေဖာတို့အာပေါလုတို့ကတော့ဓမ္မဆရာတွေဖြစ်တယ်ကျွန်တော်တို့အားလုံးသိတဲ့ဓမ္မဆရာတွေဖြစ်တယ်။အဲ့တော့ဆရာကျွန်တော်တို့ကိုအိုးဆောင်နေတဲ့ဆရာတွေကလည်းကျွန်တော်တို့ကိုဘုရားသခင်ပြင်ဆင်ပေးတဲ့လူတွေဖြစ်တယ်။ကျွန်တော်တို့ကိုအိုးဆောင်နေတဲ့လမ်းပြနေတဲ့လူကကျွန်တော်တို့ကိုတုံတင်နေတဲ့လူကဘုရားသခင်ကျွန်တော်တို့ကို ပြင်ဆင်ပေးတော်အရာဖြစ်တယ်ဆိုတော့ဒီကြမ်းချက်အရာနားလည်ရပါတယ်။နော်။ အဲ့တော့ကျွန်တော်တို့အမ်ဒီလောကမှာရှိတဲ့မြဒီမှာခတ်သိင်းသောအရာတို့ဒီလို့ပြောတယ်နော်တေချာကြည့်ပါဦးဒီမှာခတ်သိင်းသောအရာတို့ဒီပြောတယ်အတွေ့အကြုံမို့ဒီမှာအများကြီးဖြစ်မှာဖြစ်တယ်ကျွန်တော်မိနိုင်တဲ့အရာတွေမမိနိုင်တဲ့အရာတွေလောကမှာရှိတဲ့မြအရာအားလုံးဟာဆလာအေဒီဥယီမှာ အာဒာနဲ့ဧဝကိုရှိတဲ့မြကိုသူတို့ကို ပေးထားတယ်လို့ ဒီနေ့လူတွေသူဖန်ဆင်းထားတဲ့လူတွေကျွန်တော်ကျွန်မတို့အားလုံးအတွက်လည်းလောကမှာရှိသည်များအရာအားလုံးဖျားခင်ကျွန်တော်တို့ကိုပင်စင်ပေးထားတဲ့အရာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့လောကမှာရွှေတွေရှိတယ်အဲ့ဒီရွှေတွေကလည်းကျွန်တော်တို့ကိုဖျားခင်ဖန်ဆင်းထားတာဖြစ်တယ်။ကျွန်တော်ကျွန်တော်တို့ကိုပင်စင်ပေးထားတာဖြစ်တယ်ကျွန်တော်တို့လုတ်ထားတာမဟုတ်ဘူး။ဟိုအမြေကြီးထဲမှာရှိတာနော်။ ကျွန်တော်တို့လှုပ်ထားတာမဟုတ်ဘုရားခင်ကြိုတည်ပြီးမှကျွန်တော်တို့ကိုအဲ့ဒီအရာအပြည့်ကျွန်တော်တို့သုံးပြီးမှသုံးဆောင်ပြီးမှနော်ကျွန်တော်တို့အသက်ရှင်ဖို့ရတဲ့ကျွန်တော်ကိုကြိုတည်ပြီးမှပြင်ဆင်ပေးထားတာဖြစ်တယ်ပြီးကြောင်းမြတ်ယတနာစသည်ဖြစ်ပေါ်တော့ကြောင်းမြတ်ယတနာဒီစင်းဒီနော်ကြောက်နေဒီကြောက်စင်းနေမြန်မာပြည်မှာဆိုရင်အများကြီးပဲတိတ်တော့ဘာလို့နော်တံဖို့ရှိတဲ့အရာတွေအများကြီးရှိပါတယ်အဲ့တော့တံဖို့ရှိတဲ့အရာအားလုံးဟာကျွန်တော်တို့ကို အဲ့ဒီအရာတွေသူဖို့ပြီးမှကျွန်တော်တို့ကိုသုံးဆောင်ဖို့ရအတွက်ကြိုတည်ပြီးမှဘုရားသခင်ကဖန်ဆင်းပေးထားတာဖြစ်တယ်။အာမင်။အဲ့တော့ကျွန်တော်တို့အသက်တာအဲမှာပေါ့နော်တခါတလေကျွန်တော်တို့မသိပေမဲ့ဒီအရာကဘာဖြစ်လို့တန်ဖို့ရှိလာတာလဲပေါ့။ဟိုတို့ကဘာမှတန်ဖို့မရှိတဲ့ဟာနောက်တစ်ဖြည်းဖြည်းတစ်ခုကုန်ပြီဆိုရင်တစ်ခုပေါ်လာပြန်ပြီ။အဲ့ဆိုတော့အဲ့ဒီအရာတွေကဘုရားသခင်ကြိုတည်ပြီးမှကျွန်တော်တို့ကိုပြင်ဆင်ပေးထားတာဖြစ်တယ်။ ျွန်တော်ကဘာမသိခင်ကလေးကကိုကျွန်တော်တို့အသက်ဘုရားရှင်ကဖန်ဆင်းပေးထားတာဖြစ်တယ်။အဲ့တော့လောကမှာရှစ်တင်မြအအရာခတ်တင်အလုံးဟာကျွန်တော်တို့အသက်ဘုရားရှင်ဖန်ဆင်းထားတာဖြစ်တယ်။အဲ့တော့ကိုနားလည်စေခြင်း ਨੇ ။ဒါကြောင့်မို့ကျွန်တော်တို့ကဘုရားသတ္တမီးတွေဖြစ်ဖြစ်တဲ့အခါမှာအဲ့ဒီအရာကိုပို့ပြီးမှနားလည်ပြီးမှကျေးဇူးချီးမွှမ်းရအောင်။အာမင်။